ညလင်မှာပြောင်းဆုံးသွားတဲ့စိတ်နဲ့တခြားလက်ဝက်လက်စားတွေကို Sky Villa ဘက်ကခုတီပြန်လည်ပေးရခြင်းမရှိသေးကြောင်းရှင်းဖွင့်ပြောလာတဲ့ဒုက္ခတိုင်းမုံရဲ့ချမ်းရည်သူမိသားစုမင်္ဂလာပါရှင် Famous Silly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့အားလုံးသိကြတဲ့အတိုင်းပဲ Matchla 20နှစ်ကငလင်ကြီးစားတစ်ခုလောက်ခံမှုတည်ဖြစ်ပွားခဲ့ကတချို့နေရာတွေမှာဆိုရင်အိုးရင်တိုက်တာတွေနဲ့စောင့်အများပြပြိုချပျက်စီးမှုတွေနောက်ပြီးတော့နေတိုက်တွေပြိုချမှုကြောင့်ပဲအသက်ဆုံးရှုံးမှုတွေကိုပါရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ် ဒီလိုငလေလောက်ခတ်မှုကိုအပြင်းထန်ကန်စားနေရတာကတော့မန္တလေးမြို့ပဲဖြစ်ပါတယ်။မန္တလေးမြို့ကြီးရဲ့ပြိုကျပျက်စီးမှုတွေထဲမှာတော့ Sky Villa ကွန်ဒိုကြီးလည်းပါဝင်ဖြစ်ပါတယ်။အဆိုပါ Sky Villa ကွန်ဒိုပြိုကျစဉ်ကဒုက္ခထိုင်မုံစိန်တိုင်းပါရှင်တတိမကြီးဒေါ်မိုးတီနာရွှေနဲ့အတူသူမရဲ့တမီးကြီးတမန်နဲ့မြေမာလေးပါဝင်အိမ်ကူမာလေးလေးယောက်တို့အားလုံးဟာကံမကောင်းစွာနဲ့ပဲပြိမိသွားခဲ့ကြတာပါ။ ဒုက္ခတိုင်းမစိန်တိုင်းပိုင်ရှင်တတိမကြီးဒေါ်မိုးတီရာရွှေဟာအလူတန်းနဲ့ရံရော်မှုကြောင့်နိုင်ငံတော်ကနေပါပွဲတွင်ဂုံနူးဆောင်စုတွေကိုချင်းမြင်ရလောက်တဲ့အထိနိုင်ငံကျော်တွင်စိန်တိုင်းပိုင်ရှင်တတိမကြီးတူပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဆက်တိုင်ရှာဖွေခဲ့ကြပေမဲ့လို့ဒုက္ခတိုင်းမစိန်တိုင်းပိုင်ရှင်ဒေါ်မိုးတီရာရွှေဟာသူမရဲ့မိသားစုဝင်တွေနဲ့အတူတန်ဆုံရှုံသွားခဲ့ပါတော့တယ်။အတူပါလာတဲ့အိမ်ကူမာလေးလေးယောက်မှဆိုရင်လေတယောက်တောင်ထိခိုက်တမ်းရမရှိဘဲကံကောင်းစွာနဲ့တန်ဆက်ရှင်ခဲ့တာပါ ငလေးလုံးပြီးပိတ်မိသွားတဲ့ချိန်မှာတော့ဒုက္ခဒိုင်းမွန်ပိုင်ရှင်တော်မိုးတီရာရှင်နဲ့အင်ကူမာလေးနှစ်ယောက်ဟာနှစ်ရက်လောက်ထီကိုတက်ရှင်ခဲ့သေးတယ်လို့ပြောလာခဲ့ပါတယ်။ကျန်ရသူမိသားစုတွေဖြစ်တဲ့ဒုက္ခဒိုင်းမွန်စိန်တိုက်ပါရှင်တတိမကြီးရဲ့ခင်မုန်နဲ့တမင်းငယ်ဆုံးဖြစ်သူမနင်းစီလင်းဝဲမှာတော့ဝန်내ပလန်နဲ့ရှင်ထုမနာချန်ခဲ့ရပါတော့တယ် မကြာခင်မှာတော့လူတွေဟာ Skyvilla ကိုတို့ကြီးဆောင်ရင်ခိုင်ခတ်မှုတွေတာဝန်ယူမှုတွေပေါ်မှာအခုလိုပြိုချမှုကြီးနဲ့ပတ်သက်လို့တန်တရားဝင်ပြီးတော့မေးခွန်းထုတ်လာကြပြီပဲဖြစ်ပါတယ်ဒုက္ခတိုင်းမုံစိန်တိုင်းပိုင်ချင်းတော်မိုးတီနာရွှေနဲ့တူပါလာတဲ့တံမုံကြီးစိန်တွေနဲ့ယန္တနာပစ္စည်းတွေဟာဆိုရင်အဆိုပါစကိုင်းဗလာကွန်ဒိုကြီးပြူချမှုအောင်ရောက်ကပျောက်ဆုံးလျက်ရှိနေကြောင်းပြောလာပါတယ်။ စကိုင်းသလားကွန်ဒိုဘက်ကတာဝန်ရှိသူတွေကလည်းဆုံရှုံသွားတဲ့တံမိုးကြီးစိန်တွေကိုအခုထိပိုင်ရှင်တွေကို ပြန်လည်အနှံ့ချင်းမရှိသေးပဲတင်စီထားကြောင်းလို့လည်းဖွင့်ပြလာပါတယ်။စကိုင်းသလားကွန်ဒိုဟာနာမည်ကြီးစိန်ခံကွန်ဒိုကြီးတစ်ခုဖြစ်တာကြောင့်ဒိတ်ဒိတ်ကျဲတတိကြီးတွေနဲ့လူကုန်ထံတတိကြီးတွေသာလာရောက်နေထိုင်ကြတဲ့တံမိုးကြီးတိုက်ခန်းနေရာဖြစ်တဲ့အတွက်ကြောင့်စိန်ဆိုင်ကြီးတွေများပြားဖွင့်လှစ်ထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အခုလိုပြူချမှုမှာတော့စိန်တွေနဲ့ယန္တနာတွေဟာပြူချမှုနဲ့တူဆုံရှုံသွားခဲ့ကြရပါတယ်။ စကိုင်းတလာဘက်ကတာဝန်ရှိသူတွေဟာဒုက္ခတိုင်းမုံစိန်တိုင်းပိုင်ရှင်ရင်ကြံရှိနေတဲ့ပစ္စည်းတွေကိုလာယူဖို့ချောင်းချလိုက်တဲ့အခါမှာတော့ပြန်ရလိုက်တာကတော့ဒုက္ခတိုင်းမုံစိန်တိုင်းပိုင်ရှင်တတိမကြီးရဲ့မိမလေးပတ်စပို့နဲ့ပီကာချူရုံနေရုပ်ပဲဖြစ်ပါတယ်ကိုင်းတလာကွန်တိုပြူချမှုကိုတွားရောက်ရှင်းလင်းတဲ့အခါမှာလေအပြင်လူတွေကိုလည်းဝင်ကြည့်ခွင့်မပေးခဲ့ကြပါဘူး။ ဒါကြောင့်လည်းပဲ Sky Villa တာဝန်ရှိသူတွေဟာစိတ်တွေကို ပြန်လည်ပေးရလာခြင်းမရှိပဲတင်းစီထားတယ်လို့ဒုက္ခတိုင်းမုံစိန်တိုက်ပိုင်ရှင်ရဲ့ကျန်းရည်သူမိသားစုတွေကပြောကြားလာခဲ့တာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Sky Villa ဘက်ကဘာမှပြန်လည်ဖြေရှင်းလာခြင်းမရှိသေးပါဘူးအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ပြည်သက်ကြီးတို့ရောဒုက္ခတိုင်းမုံစိန်တိုက်ပန်းရှင်တိတ်ဆုံးမှုနဲ့ Sky Villa ထံမှဆုံရှုံသွားခဲ့ရတဲ့စိန်တွေကိုပြန်လည်ပေးရခြင်းမရှိသေးတဲ့အပေါ်ပြည်သက်ကြီးတို့ရဲ့အမြင်ကိုဝေမျှသွားပေးခဲ့ကြပါအောင်ရှင်။